လာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဝါပြည်နယ်ပန်ဆိုင်မြို့မှာကိုကန့်တက် MNDA နဲ့ရှမ်းပြည်တက်မတော် SSP တို့ညှိနှိုင်းကြပေမဲ့ကိုကန့်ဘက်ကနေမြေတောင်းလို့ပြည်လည်မှုမရသေးဘူးလို့စစ်ရေးသတင်းမြစ်စီကတီးရပါရဲ့ တိပောမြို့နယ်ထဲကနမကျေးရွာအုပ်စုထဲမှာနှစ်ဖက်တပ်တွေနေမြေအငင်းပွားကြပြီးနောက်ပတ်စိုင်းမြို့မှာဧပြီလ29ရက်နေ့ကလေးကညှိနှိုင်းကြတာဖြစ်ပေမဲ့ပြည်လည်မှုမရလို့ MNDAA တပ်တွေလည်းနမကျေးရွာအုပ်စုထဲကနေဆုတ်ခွာမပေးသေးဘူးလို့သိရပါတယ် SSPP နဲ့ MNDAA ဘက်ကတော့အဲ့ဒီဆွေးနွေးမှုအခြေအနေကိုတရားဝင်သတင်းထုတ်ပြန်ပေးတာမရှိသေးပါဘူး နယ်မြေအငင်းပွားနေတဲ့ကြောင်မီသေးတွင်းတွေရှိရာနတ်မရွာအုပ်စုကို MNDAA ဘက်ကဧပြီလ28ရက်နေ့ကတည်းကဝင်ရောက်လာပြီးမေလ6ရက်နေ့အထိအင်အားဖြည့်တပ်ဆွဲထားတဲ့အပြင် SSPP တပ်တွေနဲ့လည်းအနီးကပ်ရှိနေတယ်လို့ဆိုပါတယ်။နတ်မကျေးရွာအုပ်စုထဲကကိုက MNDAA တပ်တွေတပ်ပြတ်မဆုတ်သေးလို့ SSPP တပ်တွေနဲ့တိုက်ပွဲဖြစ်လာမှာကိုလည်းစိုးရိမ်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ မန္တလေးမှာနောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်နေတဲ့အတွက်ပြိုကျတာတွေဖြစ်ပေါ်နိုင်တာကြောင့်ထိခိုက်ထားတဲ့နေအိမ်တွေကိုဒီတိုင်းမထားဘဲထိမ့်သိမ်းမှုတွေလှုပ်တင်တယ်လို့ကျွမ်းကျင်သူတွေကပြောကြပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ငလျင်ကြောက်ထိခိုက်မှုများခဲ့တဲ့မန္တလေးမြို့မှာငလျင်နောက်ဆက်တွဲအနေနဲ့အထက်မြင့်အဆောက်အုံပြိုကျတာတွေဖြစ်ပေါ်နေပြီးအင်ရှင်တွေအနေနဲ့လည်းနေအိမ်တွေဖြိုချဖို့အခက်အခဲတွေရှိနေရလို့မြို့ကန်တွေကပြောပါရယ်မေလ၄ရက်နေ့ကလည်း မန္တလေးအောင်မြေသာဆန်မြို့နယ်15လမ်း82လမ်းထောက်ကရှစ်ထက်တိုက်ရဲ့အောက်ခြေနှစ်ထက်မြေအောက်ကျုံဝင်သွားခဲ့ပါတယ်။အဲ့ဒီတိုက်ဟာငလင်လောက်ခတ်ပြီးကလေးကဘယ်ဘက်ကိုရိမ့်နေခဲ့တာဖြစ်ပါတယ်။ငလင်ကျောက်၄ထက်တိုက်ရဲ့အောက်ခြေနှစ်ထက်ပြိုကျခဲ့ပြီးအဲ့ဒီတိုက်ကိုဖြိုချဖို့အခက်ခဲတွေကြုံတွေ့နေရတဲ့အကြောင်းကိုအင်ရှင်တယောက်ကပြောပါတယ်။အစီဒီတက်ခွေတိုက်ပေါ်ညီမရေဟိုလက်ကြည့်ချိန်ပြန်ဆော့ပဲကျွန်တော်ဘယ်လိုဆော့တယ်မှာတော့ ပြူသွားရင်ရရှင်းလို့မရဘူးရှင်းလို့မရဘူးဆိုတာကအဓိကပြဿနာပါတော့ဆိုတော့အေးအိမ်ဒီတအိမ်ကျော်နှစ်အိမ်ကျော်အိမ်ဒီကဒီဆရာနေအိမ်ဒီနဲ့လာဖြူလို့ vibration ကြောင့်ဖြစ်တဲ့ကြံစည်တွေဘယ်လိုဖြေရှင်းပြီးမှာတော့ဘယ်လိုရောပြီးမှာတော့ဆိုတော့ကြံစည်တွေရှိလာတာပေါ့နော်အိမ်ပြူထားတဲ့လူကကိုယ့်အိမ်ဖြူလို့ကြံစည်တွေပြန်တဲလို့ဘေးတခုခုအဲ့ဘက်ဖြစ်ဘယ်လိုရောပြန်ရောနိုင်မှာတော့အစိုးရကလည်းဘယ်လိုတတ်မှတ်လဲမသိဘူးပေါ့ပြည်တိုက်ပြူကြမှုတွေဟာမြေကြီးစမ်းသပ်မှုမလုပ်ဘဲ ဖောင်ဒေးရှင်းချတဲ့နီးစနစ်မမှန်တာအရင်ကမွေးမြူရေးကန်တွေကိုမြေဖို့ပြီးအဆောက်အဦပြန်ဆောက်တာမြေချောင်းအင်းအိုင်တွေနဲ့နီးတဲ့နေရာတွေမှာ ကြီးမားတဲ့အဆောက်အဦဆောက်မိတာတွေကြောင့်မြေသားပျော့ပြီးမြေကျုံကျောက်မှုတွေပိုများလာရတယ်လို့အင်ဂျင်နီယာတွေကပြောပါတယ်။ငလျင်ကျောက်အဆောက်အဦတွေထိခိုက်ပြီးဆောင်းသွားတာ၊ငိုက်သွားတာ၊လန်သွားတာတွေဖြစ်တဲ့အခါအဆင့်၃ဆင့်ခွဲကြပြီးပြင်ဆင်ဖို့နဲ့ဖြိုချဖို့အတွက်အင်ဂျင်နီယာတွေကဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ ထိခိုက်ကြတဲ့အိမ်ကိုဒီတိုင်းမထားသင့်ဘူးတင့်တော်တဲ့ပညာရှင်တွေခေါ်ပြီးတော့မှပြပေါ့နော်ပြပြီးရင်သူတို့ကတင့်တော်တာတွေလုတ်ပေးလိမ့်မယ်သူတို့ညွှန်ကြားပြတိုင်းလုတ်တောက်ထောက်တာမျိုးလုတ်ရမယ်တချို့ဟာတွေဆို restore မြန်မြန်လုတ်ရမယ်တချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့က unit time ပုံမတင်ဘူးအဲ့ဒါဆိုလို့ရှိရင်မြန်မြန် event လေးလို့ပေါ့နော်အခုကကျွန်တော်တို့ပထမဆုံးအစင်ရခုနကလူနေထိုင်ဖို့မသိတဲ့အစားအုပ်မှလူမနေရဘူးလူနေထိုင်ဖို့တင့်တော်နေတဲ့အစားအုပ်မှလူနေရမယ်အဲ့ဒါပထမဆုံးအစင်ပါအဲ့မှာကြားတဲ့ကအဝါရှိတယ်အဝါဆိုတာကပြုတ်ပြင်ပြီးမှနေရမယ့်ဟာမျိုးပေါ့ အဲ့လိုဟာမျိုးကပို့ပြီးတော့မှအရေးကြီးတာပါနော်စေတနာဝင်တဲ့အင်ဂျင်နီယာသင်းတွေရဲ့ကောက်ယူထားတဲ့စာရင်းအရမန္တလေးမြို့မှာငလင်တန်သိမ့်ပြီးဖြိုချရမယ့်လူနေအိမ်ဌာနဆိုင်ရာယုံဘာသာရေးအဆောက်အုံလန်ဒတာစုစုပေါင်း၄000ဝန်းကျင်ရှိတယ်လို့သိရပါတယ်မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ရှားခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်မန္တလေးမြို့မှာလူနေအိမ်ပေါင်း4200အစိုးရယုံဌာနအဆောက်အုံ55ရာခိုင်နှုန်းဟိုတယ်အဆောက်အုံအခု80 ဘန်ဆောက်အုံ60နဲ့စူပါမားကတ်နှစ်ခုပျက်စီးခဲ့တယ်လို့မြန်မာစာပေ reset အဖွဲ့ရဲ့ဧပြီလ၄ရက်နေ့ကထုတ်ပြန်ထားတဲ့သုတေသနစာတမ်းအရသိရပါဗျ။ကျမဒီဂရီပါမန္တလေးတိုင်းနထိုးကြီးမြို့နယ်တဲကိုစစ်ကောင်စီတပ်ကမေလ6ရက်နေ့လယ်ပိုင်းကလေးချောင်းကနေတိုက်ခိုက်ခဲ့လို့ပြည်သူတချို့ထိခိုက်သေးဆုံးပြီးလူနေအိမ်အဆောက်အအုံတွေလည်းထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါရယ် နထိုးချင်းမြို့နယ်ထဲကမလဲရွာကိုဘုံကျဲသွားပြီးဆက်တနက်တွေနဲ့ပစ်ခတ်သွားကတိုက်ခိုက်ခံရမှုအတွင်ပြည်သူ၃ယောက်သေဆုံးပြီး၅ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ကြတယ်လို့နထိုးချင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့လူ့အခွင့်အရေးတာဝန်ခံကပြောပါတယ်စစ်ကောင်စီတပ်ဟာမေလ6ရက်ကနေစတင်ပြီးမေလ31ရက်နေ့အထိအပြစ်ခတ်ရက်ဆယ်တယ်လို့တတိယအကြိမ်မြောက်ထုတ်ပြန်ကြေညာခဲ့ပြီးနိုင်ပိုင်းတွင်းမှာပဲမလဲကျေးရွာကိုအခုလိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်ရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်